မြမပိုင်နဲ့အထူးစစ်စင်ရေးသူရဲကောင်းငွေဆောင်ကန်းချေဖြစ်ရဲ့ယနေ့ဇလန်းရဲ့အဓိကဇလိုက်ကတော့ငွေဆောင်ကန်းချေမှာရာဇဝတ်ကိုင်းသား9ဦးကိုတယောက်တည်းအနိုင်ယူချေမုန်းနိုင်ခဲ့တဲ့အမျိုးသမီးတဦးဖြစ်ပါတယ်။သူတို့ဟာလုံးဝမထီမလို့တင်တဲ့သူကိုရွေးပြီးထိပါမိလိုက်တာပါ။အဲ့ဒီလူကတော့မြမတက်မတော်အထူးစစ်စင်ရေးကွန်မန်ဒိုတပ်ဖွဲ့မှာ ၅နှစ်ကြာတကယ်လက်တွေ့စစ်မြေပြင်အတွေ့အကြုံရှိခဲ့တဲ့စစ်တီတော်အစစ်အမှန်ဖြစ်ပါတယ်ဒါဟာတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာဖြစ်လို့ပိုပြီးထိတ်လန့်စရာကောင်းပြီးသတိမှာတော့တင်တို့လည်းအော်ဟစ်အားပေးလက်ခုပ်တီးမိမှာတေးကြပါတယ်တကယ်ကိုမယုံနိုင်စရာလောက်အောင်စိတ်ကျေနပ်စရာကောင်းတဲ့ဇလန်းတစ်ခုပါ2023ခုနှစ်ဇူလိုင်လ15ရက်နေ့ငွေဆောင်ကမ်းချီ ရှုခွေးတဲ့တဲတောင်ပြင်းနဲ့စိမ့်ပြာရောင်ပင်လေရီတို့ပေါင်းဆက်နေတဲ့ပြီးပြည့်စုံတဲ့နွေရာသီနေ့တစ်နေ့ဖြစ်ပါတယ်။အသက်28နှစ်ရှိတဲ့မရွှေရီဟာတက္ကသိုလ်တငယ်ချင်း၃ယောက်နဲ့အတူ အချိန်ကြာကြီးခွဲခွာပြီးမှနွေရာသီအပန်းဖြေခီးကိုပျော်ပျော်ပါပါလာရောက်နေတာပါ မခင်တီတာကဘီယာဘူးတပူးကိုဖွင့်လိုက်ရင်ဟာတကယ်ကိုအချိန်ကြာလာပြီနော်ငါတို့ဒီလိုစုမိတာဘယ်နှစ်လောက်ရှိသွားပြီလဲလို့ပြောလိုက်ပါတယ်။ ဟုတ်ပါဒီရက်ပိုင်းအရန်လှုပ်ရှုပ်နေတာကြောင့်တေချာတော်အဆက်အသွယ်မလုပ်နိုင်ဘူးအထူးသဖြင့်နေကတော့ရွှေရည်လုံးဝရေငုပ်သင်းမောလို့ပျောက်နေတာပဲလို့မအိဖြိုးကရွှေရည်ကိုဆက်နောက်ရင်းရေမောလိုက်ပါတယ်။ရွှေရည်ကတင်းငိမ့်စွာပြုံးပြရင်းပြန်ဖြေပါတယ်။တောင်းပန်ပါတယ်တငယ်ချင်းတို့ရေ project တစ်ခုကြောင့်နည်းနည်းလေးပင်ပန်းနေလို့ဒီနေ့တော့ဘာမှမစင်စားပဲအနားယူခြင်းနဲ့ ပြင်းပန်းကြည့်ရင်ရွှေရီဟာတာမန်ရုံးဝင်တဲ့အမျိုးသမီးတဦးပါပဲဒါပေမဲ့သူမမှာ တခြားသူတွေလုံးဝမသိတဲ့အထူးအတိတ်တစ်ခုရှိနေပါတယ်အရက်ငါးပေငါးလက်မခန့်တည့်ရတဲ့ရုပ်ရည်နဲ့တည်တည်ချာချာစူးစီးထားတဲ့သပင်ရှည်ဘသူပဲကြည့်ကြည့်တည်ငိမ့်တဲ့ရုံးဝင်တဲ့တဦးလို့ထင်ရပါတယ်ဒါပေမဲ့ရွှေရီရဲ့အစစ်မှန်ကိုပွားကတော့ တပ်မတော်အထူးစစ်စင်ရေးကွန်မန်ဒိုတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပါတဲ့မြမတပ်မတော်အထူးစစ်စင်ရေးအစိပ်ပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့တဲ့အထူးကျုံဆုံးအကြမ်းဖက်မှုတံပြန်ရေးတပ်ဖွဲ့ဖြစ်ပါတဲ့ဒီတပ်ဖွဲ့ဝင်ရွေးချယ်မှုမှာရှင်ပြိုင်မှုနှုံးဟာ9ရာကိုတအူးနှုံးဖြစ်ပြီးနောက်ဆုံးအောင်မြင်မှုနှုံးကတရားဂိုင်နှုံးတောင်မပြေပါဘူး ရွှေရီဟာတက္ကသိုလ်တတိယနှစ်မှာအထူးတက်ဖွဲ့ကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တာပါငယ်စဉ်ကတည်းကတရားမျှတမှုကိုမျက်နိုးတဲ့သူမဟာလက်ဝတ်ငါးတန်ဘန်ဒို၃တန်ဂျူဒို၂တန်တို့ကိုကျွမ်းကျင်ပြီးဘာပဲဖြစ်ဖြစ်နိုင်ငံတော်ကိုကာကွယ်ရမယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိခဲ့ပါတယ်အထူးတပ်ဖွဲ့ဝင်ရွေးချယ်ရေးအစဉ်အဆက်ဟာတကယ်ကိုငရဲနဲ့တူပါတဲ့မနက်၄နာရီကစပြီး၄လံတဲ့စစ်အုံဆောင်တွေနဲ့ကီလိုမီတာ၁၀၀ 80လမ်းလျှောက်ခြင်းရေခဲမှတ်အောက်ရေထဲမှာမိနစ်30ခန်းနိုင်ရရှိအောင်စူးစမ်းခြင်း80နှစ်နာရီကြာတဲ့အလွန်အမင်းဖြစ်စည်းမှုခံနေထိုင်ရတဲ့လေ့ကျင့်မှုတွေလူအများစုဟာပထမပတ်မှာပဲလက်လျှော့အရှုံးပေးကြပါတယ်ဒါပေမဲ့ရွှေရည်ကတော့အဆုံးထိခန်းနိုင်ရရှိခဲ့ပါတယ်အဲဒီနောက်ငါနှစ်ကြာလေ့ကျင့်မှုတွေကစိတ်ကူးနေတော့မမိနိုင်အောင်ပါပဲ နေတိုင်းမနက်၄နာရီအိပ်ရာကထပြီးကီလိုမီတာ30 စစ်အုံဆောင်တွေနဲ့လမ်းလျှောက်ချင်းခါပြီးအနီးကပ်တိုက်ခိုက်ရေးစနိုက်ပါပစ်ခတ်မှုပောက်ကွဲစေတတ်သောပစ္စည်းရှင်းလင်းရေးတစားကန်ကယ်ဆယ်ရေးရေအောက်ထိုးဖောက်ဝင်ရောက်ခြင်းညအချိန်စစ်ဆင်ရေးစတဲ့လေ့ကျင့်မှုတွေနဲ့တရက်ကို၁၈နာရီကြာအချိန်ပေးခဲ့ပါတယ်။ ထူးသဖြင့်ရွှေရည်ကျွမ်းကျင်တဲ့နေပယ်တွေကတော့ခပီးနဲ့အတန်တိတ်ဖြစ်စည်းချေမုံရည်တွေဖြစ်ပါတယ်။ကျင်းမြောင်းတဲ့နေရာတွေမှာအနီးကပ်တိုက်ခိုက်ရေးမှာတက်အတွင်အကောင်းဆုံးအဆင့်မှာရှိပြီးရန်သူကိုအတန်မထွက်ပဲအင်အားချေမုံနိုင်တဲ့သူမရဲ့နီးစနစ်တွေကအမှုပညာတစ်ခုလိုပါပဲ။လက်တွေ့စစ်မြေပြင် အတွေ့အကြုံလဲကြွယ်ဝပါတယ်။အာဖဂန်နစ္စတန်စစ်စင်ရေးမှာ တာလီဘန်အကြမ်းဖက်သမားတွေနဲ့တကယ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရပြီးဒစခံကယ်ဆယ်ရေးစစ်ဆင်ရေးမှာအကြမ်းဖက်သမား၃ဦးကိုတဦးတည်းခြေမုံဖမ်းဆီးနိုင်ခဲ့တဲ့အတွေ့အကြုံလည်းရှိခဲ့ပါတယ်။အဖွဲ့အဖော်တွေကြားမှာတော့ဘလို့အကြက်တဲမျိုးမှမမတုံလို့တဲ့သူမရဲ့စိတ်တည်ငြိမ်မှုကြောင့်ရေခဲပရင်မှ Ice Queen ဆိုတဲ့နာမည်ပြောင်းနဲ့လူသိများခဲ့ပါတယ်။ဒါပေမဲ့၅နှစ်အကြာမှာတော့ရွှေရီဟာတက်မထွက်ပြီးအခုဆိုရင် တာမန်ယုံဝင်တဲ့အဖြစ်နေထိုင်နေပါတယ်ဒါပေမဲ့ရွှေရီဟာအလိုလျောက်ပဝင်းကျင်ကိုအကဲခတ်နေမိပါတယ်ဒါဟာအထူးတပ်ဖွဲ့သားဘဝကရရှိလာတဲ့အကျဉ်းစရိုက်ဖြစ်ပါတယ်လက်ရှိအနေအထားပင်လယ်ကိုကြောပေးထားလို့နောက်ဆုတ်ဖို့ခက်ခဲပင်ညာရွေ့လျားမှုလွယ်ကူသည်ပဝင်းကျင်မြေပြင်တဲတောင်ပြင်ဖြစ်လို့ခြေထောက်မခိုင်မာဒါပေမဲ့တဲကန္တာရ လေးကျင်းမှုအတွေ့အကြုံအရအကျိုးရှိသည် ခပောက်ကန်းကျေအဝင်ပေါက်၃နေရအနည်းဆုံးနေရကမီတာ၂၀၀ကွာအနည်းရလက်ရှိအထူးခြေနေမရှိပါ ကာကွယ်ရန် လိုအပ်သောမိသားစုလိုက်အပန်းဖြေသူများပြားသည်နေ့လယ်နှင့်နာရီခန့်မှာတော့အဝေးကနေတဖြည်းဖြည်းကျဲလောင်လာတဲ့အတန်တွေစကြားလာရပါတယ်ရွှေရည်ရဲ့အာယုံစူးဆိုင်မှုအားကောင်းတဲ့အကြအာယုံကတာမန်စုညံတန်တွေနဲ့မတူတဲ့အတန်တစ်ခုကိုသိရှိလိုက်ပါတယ် ဘာလဲกว่าဘာလို့ဒီလောက်လူတွေများနေတာလဲဟဲ့လူတွေဖဲငါတို့လမ်းလျှောက်မယ်ခတ်ထန်ကြမ်းတမ်းတဲ့အတန်တွေဖြစ်ပါတယ်ရွှေရီဟာတဘာဝအတိုင်းအဲ့ဒီဘက်ကိုကြီးလိုက်ပါတယ်အဝေးမှာအမျိုးသားငါဦးကတခြားပန်းဖြေသူတွေကိုကြမ်းတမ်းစွာတွန်းဖဲရင်းလျှောက်လာနေကြတာကို တွေ့ရပါတယ်ရွှေရီရဲ့လေ့ကျင့်ထားတဲ့မျက်လုံးတွေက အသေးစိတ်အချက်အလက်တွေကိုချက်ချင်းခွဲခြားသိမြင်လိုက်ပါတယ်။ခေါင်းဆောင်အကြီးဆုံး အရက်ငါးပေဆယ်တလက်မခန့်ဘဲဘက်မြခုံးမွေးမှာအမာရွတ်ရှိသည်လမ်းလျှောက်ပုံအရဘဲကြေတန်ရာရဘူးသည်လေပင်မှာငကားပုံတတူးရှိသည်အနရေအစစ်အမြင့်ဆုံးဒုတိယအရက်ငါးပေခုနှစ်လက်မကိုလေးချိန်တရ65ပေါင်သေးငယ်ပေမဲ့လှူရှားမှုမြန်ဆန်သည်လက်နှစ်ဖက်စလုံးမှာတတူးအပြည့်ညာလက်သီးဆုံးမှာကျောစာရန်ပါသည်တတိယ အရက်၅ပေ30လက်မ6ချိန်တရ88ပေါင်ကျွတ်သားအရှိဆုံးပိုဆိုးရာကသူတို့ဟာအယံမူးနေကြတာဖြစ်ပါတယ်။လမ်းလျှောက်ပုံတွေက ရိုင်းနေနေပြီးလက်ထဲမှာဘီယာနဲ့အဖျော်ရမကဘူးတွေခြင်ထားကြပါတယ်။ရာဇဝတ်ကိုင်းသားတွေဟာကမ်းခြေကိုဖြတ်ကျော်ရင်းအပန်းဖြေသူတွေကို နေရာအနှံ့မှာစတင်ရန်စပါတော့တယ်။အရင်ဆုံးပြစ်မှတ်ထားခံရတာက အနီးနားမှာကမ်းခြေဗိုလ်လီဘောကစားနေတဲ့တက္ကသိုလ်ကျောင်းသားတွေပါ။ ။ခေါင်းဆောင်ကအတန်ကြဲကြဲနဲ့အော်ဟစ်လိုက်ပါတယ်။ဟေးကောင်တွေဘော်လုံးကိုဂယုဆိုင်ပြီးကန်ကြငါတို့ကို လာထိရင်ဘလို့လုံးမလဲတတိထားတယ်မပြောနဲ့ငါတို့စိတ်ပြတ်သွားပြီ။ဒုတိယမြောက်ဂိုင်းသားကဝင်ပြောလိုက်ပါတယ်။တောင်မန်နာကိုကိုထီးလက်ရောက်လို့ရမယ်ကွဒူးထောက်ပြီးတောင်မန်တက္ကသိုလ်ကျောင်းသားတဦးတွေ့ဝေသွားပေမဲ့ဂိုင်းသားတွေရဲ့ခက်ထန်တဲ့မျက်နာကိုကြည့်ပြီးနောက်ဆုံးမှာတော့ဒူးထောက်လိုက်ရပါတယ် ကျောင်းသားတွေကိုအရှုံးပေးခိုင်းပြီးနောက်ဂိုင်းသားတွေက ပိုပြီးရဲရင်လာကြပါတယ်။ဒီတခါတော့အနီးနားမှာအစားအသောက်ရောင်းချနေတဲ့အသက်60ရွယ်ဖွားတဦးစီကို ရှောက်သွားကြပါတယ်။အဖွားမုံဟင်းခါကအရသာမရှိဘူး။ပတ်စံပြန်ပြီးတတိယမြောက်ဂိုင်းသားကတကယ်တမ်းဘာမှမဝယ်ထားပဲရန်စားလိုက်ပါတယ်။အရသာမရှိရင် မရှိတာပေါ့။ဒီမှာလာမယောင်းတဲ့သူကအော်ဟစ်ရင်အဖွားရဲ့ဆိုင်ကုံကိုခြေထောက်နဲ့ကန်လိုက်ပါတယ်။ မုံဟင်းကားနဲ့ပဲကြော်တုပ်တွေဟာတဲတောင်မြင်ပေါ်မှာပြန့်ကျဲသွားပါတော့တယ်အဖွားကမျက်ရည်တွေဝဲရင်း ပြန့်ကျဲသွားတဲ့အစားတောက်တွေကိုကောက်ဖို့ကြိုးစားနေပါတယ်ရွှေရည်ဟာထရက်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့မခင်တီတာကသူမရဲ့လက်မောင်းကိုဆွဲထားလိုက်တယ်ရွှေရည်အနည်းရရှိတယ်နော်သူတို့ကလူကောင်းတွေမဟုတ်ဘူး အကိုကြီးဒီကန်းကြီးကအစဉ်ပြေတယ်နော်လူတွေလည်းစကားနာထောင်နေအငယ်ဆုံး၅ယောက်မြောက်ဂိုင်းသားကခေါင်းဆောင်ကို ပြောလိုက်ပါတယ်ပြောပါအေးဒီနေရာကိုငါတို့ပဲစီမံခန့်ခွဲလိုက်ရင် ကောင်းမယ်ခေါင်းဆောင်ကလောင်ပြုံးနဲ့ပြန်ပြေပါတယ်အကိုကြီးငါတို့ချင်းသည့်တန်နာရီဂိုင်းကငွေဆောင်အထိအင်အားချဲ့ထွေနိုင်ရင်တကယ်ကို အောင်မြင်မှုပဲလို့ဒုတိယမြောက်ဂိုင်းသားကပြောပါတယ် ရှင်သေးတန်နာရီရွှေရီဟာအထူးတပ်ဖွဲ့မှ briefing နားထောင်ခဲ့ရတဲ့အဲ့ဒီဂိုင်းကိုမှတ်မိလိုက်ပါတယ်။ရန်ကုန်မြို့နယ်ပယ်မှာဩဇာရှိတဲ့ရာဇဝတ်ဂိုင်းကြီးတစ်ခုဖြစ်ပြီးမကြသေးမီကအင်အားချဲ့ထွင်ဖို့အကြမ်းဖက်မှုတွေကိုမရှောင်ဘူးသူတွေပါ။ခေဟိုမှာချစ်စရာကောင်းတဲ့အမတွေရှိတဲ့ဟာတတိယမြောက်ဂိုင်းသားကရွှေရီနဲ့တငယ်ချင်းတွေကိုမြင်ပြီးအော်ပြောလိုက်ပါတယ်။ ခိုင်းသားတွေက အနားကိုရှောက်လာပြီးနေကာထီးကိုပိတ်ရက်လိုက်ပါတယ်ခေါင်းဆောင်ကအတန်ကျဲကျဲနဲ့ပြောပါတယ်ဟေ့ချစ်စရာကောင်းတဲ့အမားတို့ငါတို့နဲ့ပျော်ပျော်ပါပါလာစောကြဆိုဟာဒီပုံစံကငါကြိုက်ပဲအထူးသဖြင့်သပင်ရှည်နဲ့အမဒုတိယမြောက်ခိုင်းသားကရွှေရည်ကိုလက်ညှိုးထိုးပြရင်းပြောလိုက်ပါတယ်ရွှေရည်ရဲ့တငယ်ချင်းတွေတစ်ချိန်လုံးကြောက်လန့်တုန်လှုပ်နေကြပါတယ်။ရွှေရည်ဟာအတက်နိုင်ဆုံးစိတ်ငြိမ်ပြီးထရက်လိုက်ကပြောလိုက်ပါတယ်။ တောင်းပန်ပါတယ်ရှင့်ကျမတို့ငြိမ်ငြိမ်လေးအနားယူခြင်းပါတယ်တခြားနေရာကိုသွားပေးပါငါတို့ဘသူတွေလဲတိကျင်လားဒုတိယမြောက်ဂိုင်းသားကသူ့လက်မောင်းကတတူးကို ပြရင်ပြောလိုက်ပါတယ်ငါတို့ကချင်းသေးတန်နာရီဂိုင်းသားတွေပါရန်ကုန်မှာမတိသူမရှိတဲ့အဖွဲ့အစည်းကငါတို့ရဲ့ကိုနိုင်ထွန်းအကိုကြီးကချင်းသေးတန်နာရီရဲ့ဒုတိယကောင်းဆောင်ပဲမြမပြီမှာမထီရဲတဲ့လူပေါ့အငယ်ဆုံးဂိုင်းသားကဂုံယူဝင်ကြွားစွာပြောလိုက်ပါတယ် ကိုနိုင်ထွန်းရွှေရီအဲ့ဒီနာမည်ကိုလည်းမှတ်မိလိုက်ပါတယ်အကြမ်းဖက်မှုချင်းချောက်မှုဒဏ်ရာရရှိမှုစတဲ့ရာဇဝတ်မှုတွေနဲ့အကြိမ်ကြိမ်ထောင်ကြဘူးသူပါအခြေအနေကတဖြည်းဖြည်းဆိုးဝါးလာပါပြီးဂိုင်းသားတွေဟာပိုပြီးဖော်ထုတ်ပြောဆိုလာကြပါတယ်နောက်ဆုံးပြောမယ်ငါတို့နဲ့အတူတူပြောမလားမပြောဘူးလားခေါင်းဆောင်ကချင်းချောက်တဲ့ပုံစံနဲ့ပြောလိုက်ပါတယ်မပြောရင်ဘာလို့မှလဲရွှေရီကစိန်ခေါ်တဲ့လေတံနဲ့မေးလိုက်ပါတယ် ိုင်းသားတွေကရွှေရည်ရဲ့အဖြေကြောင့်ကြဲလောင်စွာရေမောလိုက်ကြပါတယ်။ဟာဟာဒီမိမကတကယ်ကိုအဆုံးထိလာနေပါလားဟဲ့ဒီရက်ပူတဲ့မိမကလူကြီးကိုပြန်ပြောနေတယ်။တတိယမြောက်ဂိုင်းသားကရုတ်တရက်မအိဖြိုးစီကိုရှောက်သွားပြီးပခုံးကိုဖိချကာဒူးထောက်ခိုင်းဖို့စ조사လိုက်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲဖြစ်ပါတယ်။ရွှေရည်ကရုတ်တရက်ထရက်လိုက်ပြီးအဲ့ဒီဂိုင်းသားရဲ့လက်ကောက်ဝတ်ကိုစုပ်ကင်လိုက်ပါတယ် လက်ကိုဖယ်လိုက်ရွှေရည်ရဲ့အတန်ကလုံးဝပြောင်းလဲသွားပါပြီရေခဲလိုအေးဆက်နေပါတယ်။ခိုင်းသားဟာသူ့ရဲ့လက်ကောက်ဝတ်ကိုစုပ်ကင်ထားတဲ့ရွှေရည်ရဲ့လက်အားကြောင့်အံ့ဩသွားတယ်တန်ခွင်းထဲမှာညှက်ခံထားရသလိုပါပဲ။ဟန်ဒီမိမဘာလုပ်နေတာလဲ။ရွှေရည်ဟာ3စက္ကန့်ကြာသူ့ရဲ့လက်ကောက်ဝတ်ကိုကင်ထားပြီးဖြည်းဖြည်းချင်းလှုပ်ပေးလိုက်ပါတယ်ဒါဟာသတိပေးချက်ပါပဲကျမတငယ်ချင်းတွေကိုလက်နဲ့မထိပါနဲ့ အမရေငါတို့တီးခန့်နိုင်စွမ်းကကန့်တက်ချက်ရှိတယ်နော်အခုထိတော့ကောင်းကောင်းပြောနေတာခေါင်းဆောင်ကအတန်ကိုနှိမ့်ချပြီးပြောလိုက်ပါတယ်။ရွှေရီဟာသူတို့ရဲ့လှုပ်ရှားမှုတွေကိုတေးသေးချာချာစောင့်ကြည့်နေပါတယ်ခေါင်းဆောင်ကရှေးကနေဖိအားပေးနေပြီးဘေးနှစ်ဖက်ကဂိုင်းသားတွေကဝိုင်းရံဖို့ကြိုးစားနေတာကို တွေ့ရပါတယ်။ဒါဟာပုံမှန်အုပ်စုလိုက်ဖိအားပေးတိုက်ခိုက်ရေးနှီးပြူဟာပါဒါပေမဲ့ရွှေရီအတွက်တော့ဒီအခြေအနေဟာလုံးဝမစိမ့်ပါဘူး။ အထူးတပ်ဖွဲ့မှဆွဲမြေးနေတဲ့တိုက်ခိုက်ရေးဗီဇာကတဖြည်းဖြည်းနိုးထလာပါပြီ။နောက်ဆုံးတစ်ကြိမ်ထပ်ပြောပေးရစီရွှေရီကဖြည်းဖြည်းချင်းပြောလိုက်တယ်အခုချက်ချင်းဒီကနေထွက်သွားပါမဟုတ်ရင်နောင်တရလိမ့်မယ်။နောင်တရမယ်ဟုတ်လားခေါင်းဆောင်ကဘိုက်ကိုဖီရင်ရေမောလိုက်ပါတယ်။နောက်ဆုံးမေးမယ်ငါတို့နဲ့ပျော်ပျော်ပါပါလာဆော့မလားမဆော့ဘူးလားခေါင်းဆောင်ကရွှေရည်ရဲ့ပခုံးပေါ်လက်တင်ဖို့စူးစမ်းလိုက်ပါတယ် အဲ့ဒီအခိုက်အတန့်မှာပဲဖြစ်ပါတယ်။ရွှေရီလှုပ်ရှားလိုက်ပါပြီ။ခေါင်းဆောင်ကသူ့ရဲ့ပခုံးပေါ်လက်တင်ဖို့စူးစမ်းတဲ့အချိန်မှာဗလက်နဲ့သူ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ပြီးနာရီလက်တံပြောင်းပြန်90ဒီဂရီလှည့်လိုက်ပါတယ်။တစ်ချိန်တည်းမှာညာလက်ညှိုးနဲ့လက်ကလေးကိုတုံးပြီးသူ့ရဲ့တံတောင်စစ်အစစ်နောက်ဖက်ဖိအားပေးတဲ့နေရာကိုတိတိကျကျရိုက်ချလိုက်ပါတယ်။ဒါဟာအထူးစစ်စင်ရေးကွန်မန်ဒိုတပ်ဖွဲ့ကတင် जा ပေးတဲ့အတန်တိတ်ခြေမုံဖြက်စီရေး silent disable နီးပညာပါရန်သူကိုအတန်မထွက်ပဲအင်အားချေမုန်းတဲ့နီးစနစ်ဖြစ်ပြီးရန်သူရဲ့အာယုံကြောစနစ်ကိုပိတ်ဆို့ပြီးချက်ချင်းမလှုပ်ရှားနိုင်အောင်လုပ်ပစ်နိုင်တဲ့အလွန်အရေးကြီးတဲ့နီးပညာပါပဲ။အာခေါင်းဆောင်ကအော်ဟစ်ရင်ဒူးထောက်လိုက်ရပါတယ်။ငါနှစ်ကြာအထူးတက်ဖွဲ့လေးခြင်းမှုက သူမရဲ့ခန္ဓာကိုယ်ထဲမှာလုံးဝဆွဲမြဲနေခဲ့တာပါ။ကျန်တဲ့ခိုင်းသားတွေအံ့ဩသွားကြတယ်ဒါပေမဲ့ရွှေရည်ရဲ့လှုပ်ရှားမှုက ရက်တက်မသွားသေးပါဘူးခေါင်းဆောင်ကိုခြေမုံးလိုက်ရင်တစ်ချိန်တည်းမှာညာဘက်မှာရှိတဲ့ဒုတိယမြောက်ဂိုင်းသားရဲ့ရင်ဝ solar plexus ကိုနောက်ပြန်ကန် back kick နီးပညာနဲ့တိတိကျကျကန်လိုက်ပါတယ်ဒါဟာအထူးတပ်ဖွဲ့ဝင်တွေအတွက်တီးတန့်နီးပညာတစ်ခုပါအွန်ဟာဒုတိယမြောက်ဂိုင်းသားကအသက်ရှူမောရပဲအဲ့ဒီနေရာမှာပဲလဲကျသွားပါတယ် ဟန်တာပါလေတတိယမြောက်ဂိုင်းသားကထိတ်လန့်တကြားအော်ဟစ်လိုက်ပေမဲ့နောက်ကျနေပါပြီရွှေဟာအကကနေတယ်လို့မျိုးလှပစွာလှည့်ပတ်လိုက်ရင်ဘယ်ဘက်မှာရှိတဲ့တတိယမြောက်ဂိုင်းသားကိုခြေထောက်ချိတ်လဲချ foot sweep နီးပညာကိုတုံးလိုက်ပါတယ်တစ်ချိန်တည်းမှာသူ့ရဲ့လေဘင်းနောက်ဘက်ကိုတိတိကျကျဖိလိုက်ပါတယ်အဲ့ဒီလူကသတိလစ်သွားပြီးတဲတောင်ပြင်ပေါ်လဲကျသွားပါတယ်ငါစကန့်အတွင်းမှာလူ၃ယောက်ခြေမုန်းခံလိုက်ရပါပြီ ຈັນ ਨੇ ກາຍດາ2ຍောက်ກໍຕົງຍິນຍິນນົາສົກກົ່ງຈະວ່າໄດ້ໂຮໂຮແມ່ມາກະບາແລ່ນແນ່ໂຊລາຊ່ວຍຫາພຽພຽຈင်းທັດໄລປີຕຸລູກໍຈີ້ໄລປາໄດ້ຕຸມ້າຍແມ່ນນາມາບາມູຢາມາບໍ່ຊິບາບູບາມາບໍ່ຜິດແປັດແຄ່ດລູຕີໃຫຍ່ນີ້ວ່າໄດ້ດາຫາຕຸມ້າກໍຍີແກ້ບຽນມາລູຂໍຈາແດ່ອຈານຍິນມາເບ ဒါပေမဲ့စတုထမြောက်ဂိုင်းသားကတော့မခံနိုင်တော့တဲ့အတွက်လက်သီးစုပ်ကိုထောင်ပြီးပြေးဝင်လာပါတယ်ဒီမိမသေးတော့မယ်ရွှေရီဟာ ပြေးဝင်လာတဲ့ဂိုင်းသားရဲ့လက်သီးကိုအလွယ်တကူရှောင်တိန်လိုက်ပါတယ်တစ်ချိန်တည်းမှာ သူ့ရဲ့လက်ကောက်ဝတ်ကိုစုပ်ကင်ပြီးအစစ်ထိန်ချုပ်မှု joint lock ဤပညာကိုတုံးလိုက်ပါတယ် အားငှားလက်ကြိုးပြီးစတုထားမြောက်ဂိုင်းသားကအော်ဟစ်လိုက်ပါတယ်။ရွှေရီကသူ့ကိုတဲတောင်ပြင်ပေါ်လှဲချလိုက်ပြီးဒူဖိကျုပ်နီမောင့်နီးပညာနဲ့သူ့ရဲ့ကြောပေါ်ကိုဖိထားလိုက်ပါတယ်။နောက်ဆုံးကြံရစ်တဲ့ပစ္စမမြောက်ဂိုင်းသားကလုံးဝကြောက်လန့်တကြားနဲ့ပြောလိုက်ပါတယ်။အမအမကျွန်တော်တို့မှားသွားပါတယ်ဗျာကျေးဇူးပြုပြီးခွင့်လွတ်ပါ ျမကအထူးစစ်စင်ရေးကွန်မန်ဒိုတပ်ဖွဲ့ကပါ၊ရွှေရီကတင်းငင်းစွာပြောလိုက်ပါတယ်။ခိုင်းသားရဲ့မျက်နာက ဖြူဖွေးသွားပါပြီ။ငါးနှလုံးလုံးမြန်မာနိုင်ငံကိုကာကွယ်ဖို့အသက်ဆုံးပြီးလေ့ကျင့်ခဲ့ရတဲ့သူပါအာဖဂန်နစ္စတန်မှာတာလီဘန်တွေနဲ့တကယ်တိုက်ခိုက်ခဲ့ရပြီးအကြမ်းဖက်သမားနှိမ်နင်းရေးစစ်စင်ရေးမှာလည်းပါဝင်ခဲ့ဘူးပါတယ်။ပဝင်းကျင်ကအပန်းဖြေသူတွေအားလုံးဝိုင်းအောင်လာပြီးလက်ခုပ်တီးအားပေးကြပါတော့တယ်။အံ့ဩစရာပဲ။ တကယ်ကိုမိုက်တယ်။သူရဲကောင်းပဲ။သုံးရက်အကြာမှာတော့ရွှေရည်နဲ့တငယ်ချင်းတွေဟာငွေဆောင်ကနေရန်ကုန်ကိုပြန်ဖို့နေရာကထွက်လာခဲ့ကြပါတယ်။ည9:00နာရီခန့်လူသွားလူလာနေပါတဲ့လမ်းကြားလေးတစ်ခုမှာအနက်ရောင်ကားနှစ်စီးကရုတ်တရက်သူတို့ရဲ့လမ်းကိုပိတ်ရက်လိုက်ပါတယ်။ကားရဲကဆင်းလာတာကတော့ခန္ဓာကိုယ်တမာထွားကြိုင်းတဲ့ဂိုင်းသားရှစ်ကဦးပါ ဟေးနင်္ဂလာငါတို့အကိုကြီးတွေကို ထောင်ပိုးလိုက်တဲ့မိမအရဲ6ပေ3လက်မကျော်လောက်ရှိတဲ့အကြီးဆုံးလူကပြောလိုက်ပါတယ်။လေဘင်းမှာချင်းသေးဒဏ္ဍာရီတတူးကိုထင်ရှားစွာမြင်ရပါတယ်။ငါတို့ရဲ့ကိုနိုင်ထွန်းအကိုကြီးကိုတိုင်းစီမံခန့်ခွဲဖို့ပြောထားတာတခြားတယောက်ကဓားကိုထုတ်ရင်ပြောလိုက်ပါတယ်။ ဒါပေမဲ့ရွှေရည်ကတော့လုံးဝမထိတ်လန့်ပါဘူးပြုံးတောင်ပြုံးလိုက်ပါသေးတယ်ရှေ့ရောက်ပေါ်ကန်းခြေမာက ကိုလက်လှောက်ရှားမှုလေးလှုပ်တာအခုမှနည်းနည်းပျော်စရာကောင်းတော့မယ်ခိုင်းသားတွေကတပြိုင်နက်ပြေးဝင်လာကြပါတယ်ဒါပေမဲ့ရွှေရည်အတွက်တော့ဒီလိုလူများစုနဲ့တယောက်တည်းရင်ဆိုင်ရတာကအကျွမ်းကျင်ဆုံးအခြေအနေပါပဲပထမနဲ့ဒုတိယမြောက်ဂိုင်းသားကဘေးနှစ်ဖက်ကတစ်ချိန်တည်းတိုက်ခိုက်လာပါတယ်ရွှေရည်ဟာဟန်တာပြီးပြန်လည်လမ်းကြောင်းပြောင်းလဲခြင်း intercept and redirect နည်းပညာကိုအသုံးပြုလိုက်ပါတယ်ပထမလူရဲ့လက်သီးကိုဖမ်းပြီးသူ့ရဲ့ကိုယ်လုံးကိုအသုံးပြုကာဒုတိယလူကိုဝင်တိုက်စေလိုက်ပါတယ်တတိယလူကဓားကင်ပြီးထိုးဆိုင်လာပေမဲ့ရွှေရည်ကဓားဖြုတ်ချတင်းစွမ်းနည်းပညာနဲ့ဓားကိုချက်ချင်းလူယူလိုက်ပါတယ်ပြီးနောက်အဲ့ဒီဓားနဲ့စဒုထလူရဲ့ပခုံးကိုအตาရာထိုးလိုက်ပါတယ်အာစဒုထလူကပခုံးကိုဖိကင်ပြီးလဲကျသွားပါတယ် ပစ္စမနဲ့စထမမြောက်ဂိုင်းသားကတန်ပိုင်လုံးနဲ့တုပ်တွေကိုကင်ပြီးတစ်ချိန်တည်းပြေးဝင်လာပါတယ်ရွှေရီဟာနှစ်ချက်ပြန်တိုက် double counter နီးပညာကိုအသုံးပြုလိုက်ပါတယ်တယောက်ကိုခြေထောက်လက်ကန်ပြီးလက်နက်ကိုလွတ်ကျစေကာနောက်တယောက်ကိုလက်သီးထိုးချက်နဲ့ရင်ဝကို ထိမှန်စေပြီးတပြိုင်နက်ခြေမုံးလိုက်ပါတယ်တတမမြောက်လူကနောက်ကနေရွှေရီကိုဖမ်းဖို့စူးစမ်းပေမဲ့ရွှေရီကနောက်ပြန်တံတောင်စစ် ဘာကော်ဒေါဘယ်နဲ့သူ့ရဲ့ရင်ဝါကိုတိတိကျကျထိမှန်အောင်ရိုက်ချလိုက်ပါတယ်။နောက်ဆုံးတော့အကြီးဆုံးလူအထမမြောက်ဂိုင်းသားတယောက်ပဲကျန်မာတော့တယ်ဒါ။ဒါဖြစ်နိုင်ပါမလားရွှေရီကတင်းငိန်စွာ သူ့စီကိုချင်းကပ်သွားပါတယ်။သူကနောက်ဆုံးအာရင်ကုံစင်တဲ့အထိပြေးဝင်လာခဲ့ပေမဲ့ရွှေရီဟာအိုက်ကီဒိုအေကာဒိုနီးပညာဖြစ်တဲ့မျက်လုံးဖိကျုပ်အဖွန်လေးကိုအတုံးပြူပြီးသူ့ကိုလုံးဝချေမုန်းလိုက်ပါတော့တယ်။ စုစုပေါင်းနှစ်မိနစ်အတွင်းမှာလူရှိရောက်လုံးအနိုင်ယူချေမှုန်းခြင်းခံလိုက်ရပါတယ်။ ဒီဖြစ်ရဲ့နောက်ပိုင်းမှာတော့ရွှေရီဟာရဲတပ်ဖွဲ့ကိုချင်းသေးတန်နာရီဂိုင်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုပေးအပ်ခဲ့ပါတယ်။ဒါတွေကအထူးတပ်ဖွဲ့မှာသူမသိထားတဲ့အချက်လက်တွေပါရဲတပ်ဖွဲ့ဟာဒီသတင်းအချက်လက်တွေအပေါ်အခြေခံပြီးဂိုင်းပေါ်ကြီးမားတဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုနိုင်ထွန်းအပါအဝင်ဂိုင်းကောင်းဆောင်တွေအားလုံးဖမ်းဆီးခံခဲ့ရပြီးချင်းသေးတန်နာရီဂိုင်းဟာလုံးဝပြိုကွဲပျက်စီးသွားပါတော့တယ်။ ရွှေရည်နေကဘသူလဲတကယ်မခင်တီတာကတော့အခုထိထိတ်လန့်မှုကမလွတ်သေးပါဘူး။နင်တို့သိတဲ့ရွှေရည်ပါပဲငါအထူးစစ်စင်ရေးကွန်မန်ဒိုတပ်ဖွဲ့ကဆိုတာမပြောခဲ့တာတခုပဲရှိတာရွှေရည်ကရိုးသားစွာဝန်ခံလိုက်ပါတယ်။ Oh my god ငါတို့ငါးနှစ်လုံးလုံးတကယ်စစ်တီတော့အစ်စ်နဲ့တငယ်ချင်းဖြစ်နေခဲ့တာပေါ့မအီဖြိုးကအန်ဟော်ရဂျီပြောလိုက်ပါတယ်။ ။တငယ်ချင်းတွေဟာရွှေရည်ကိုလုံးဝအမြင်တဲ့နဲ့စတင်ကြည့်ရှုလာကြပါတယ်။ပုံမှန်ဆိုငြိမ်သက်ပြီးအေးဆေးတဲ့သူမရဲ့ပုံစံကိုလည်းနားလည်သွားကြပါပြီ။ချစ်ရဲ့ဖြစ်ပွားပြီးနောက်ပိုင်းမှာငွေဆောင်ကန်းချီဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ရွှေရည်ရဲ့ဇလန်းဟာဒဏ္ဍာရီတစ်ခုလိုပြက်နှံ့သွားတဲ့အတွက်ကန်းချီရဲ့လုံခြုံရေးကအရင်ကထက်အများကြီးပိုမိုကောင်းမွန်လာခဲ့ပါတယ်။ ရွှေရီဟာတာမန်ယုံဝင်တဲ့အဖြစ်နေထိုင်ရင်းစက်နေတနင်္ဂနွေတိုင်းမှာအမျိုးသမီးကိုခံပညာသင်တန်းတွေကိုစေတနာဝန်ထမ်းအနေနဲ့ပေးနေပါတယ်။ဒါအပြင်လူငယ်စီမံခန့်ခွဲမှုအစီအစဉ်တွေမှာလည်းပါဝင်နေပါတယ်။တကယ့်ခွန်အားဆိုတာတခြားသူတွေကို ကာကွယ်ပေးနိုင်တာပါလို့ရွှေရီကလူငယ်တွေကိုမကြာခဏပြောလေးရှိပါတယ်။အဲဒီညနေမှာပဲလူငယ်တယောက်ကရွှေရီစီကိုရှောက်လာခဲ့ပါတယ်။တောင်းပန်ပါတယ်။အမလွန်ခဲ့တဲ့နှစ်ကဂိုင်းသားတွေကိုနှိမ်နင်းခဲ့တဲ့သူက အမလားရွှေရီကခေါင်းကြီးပြလိုက်တော့သူကအလေးနဲ့အယိုသေးပေးလိုက်ပါတယ်။ကျွန်တော်ကအဲ့ဒီတုန်းကအနိုင်ကျင့်ခံခဲ့ရတဲ့တက္ကသိုလ်ကျောင်းသားတွေတဲကတယောက်ပါ အမားကြောင့်ရဲဖြစ်လာခဲ့ပါတယ်။တကယ်လားအံ့ဩစရာပဲရွှေရီကစိတ်ရင်းအမှန်နဲ့ဝမ်းသာသွားပါတယ်။အမလိုလူမျိုးကိုကြည့်ပြီးစိတ်သက်ခွန်အားရခဲ့တာပါ ကျွန်တော်လည်းတခြားသူတွေကို ကာကွယ်ပေးတဲ့အလုပ်ကိုလုပ်ချင်လို့ရဲဖြစ်လာခဲ့တာပါ သူ့ရဲ့မျိုးလုံးတွေက တောက်ပနေပြီးရွှေရည်ဟာတကယ်ကို စိတ်လှုပ်ရှားခံစားခဲ့ရပါတယ်။သူမရဲ့လောရက်ကလူငယ်တယောက်ရဲ့ဘဝကို ပြောင်းလဲပေးနိုင်ခဲ့တာကိုတွေ့ရတော့ဒီချက်ပိုတန်ဖို့ရှိတဲ့အရာပဲရှိနိုင်ပါဦးမလဲ။ဒီဖြစ်ရက်ကနေကျွန်တော်တို့တင်ယူနိုင်တဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်။ အပြင်ပန်းကတာမန်လို့ထင်ရတဲ့လူတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ဇလန်းနဲ့အရေးချင်းတွေရှိကြတယ်။ရွှေရည်လိုတည်ငြိမ်ပြီးရိုးသားတဲ့သူကတကယ်တော့အတန်မာဆုံးလူဖြစ်နေနိုင်ပါတယ်။တခြားသူကို လွယ်လွယ်နဲ့အကဲဖြတ်ခြင်းဒါမှမဟုတ်အထင်သေးခြင်းမလုပ်သင့်ပါဘူး။နှစ်တခြားသူကို မတရားမဆက်ဆံသင့်ဘူး။ရာဇဝတ်ကိန်းသားတွေဟာရွှေရည်ကိုအားနည်းတဲ့မျိုးသမီးတဦးလို့ထင်ခဲ့ပေမဲ့ကြီးမားတဲ့ပြဿနာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လူတိုင်းကို လေးစားပြီးယဉ်ကျေးသင့်ပါတယ်။ ုံးတရားမျှတမှုဟာနောက်ကျတတ်ပေမဲ့မလွဲမသွေရောက်လာတဲ့ရွှေရီလိုရဲရင်စွာပြုမှုတဲ့သူတွေရှိနေလို့ကျွန်တော်တို့ရဲ့လူဖွဲ့စည်းကပိုပြီးလုံခြုံလာရပါတယ်။မတရားမှုကိုမြင်ရင်ရှောင်လွဲမသွားပဲကိုတက်နိုင်တဲ့အတိုင်းအတာအထိကူညီသင့်ပါတယ်။လေတကယ့်ခွန်အားရှိသူဟာကိုကိုကိုထုတ်ဖော်လေးမရှိဘူး။ရွှေရီလိုပုံမှန်ချိန်မှာတိတ်ဆိတ်စွာနေထိုင်ပြီးတကယ်လိုအပ်တဲ့အခိုက်အတန့်မှာမှသူမရဲ့စွမ်းရည်ကိုထုတ်ဖော်တဲ့သူတွေပါနှိမ်ချမှုဟာ တကယ့်ခွန်အားကို ဖော်ပြခြင်းပါပဲ။ငားတငယ်ချင်းတွေကို ကာကွယ်ပေးခြင်းနဲ့စိတ်ကဘလောက်အဖိုးတန်နေဆိုတာသိနိုင်တဲ့ရွှေရည်ရဲ့လောရက်ကိုစတင်ခဲ့တဲ့အဓိကအကြောင်းရင်းကတငယ်ချင်းတွေကိုကာကွယ်ဖို့ပါ၊ချစ်ရတဲ့သူတွေကိုကာကွယ်ပေးခြင်းနဲ့စိတ်ကအကြီးမားဆုံးသောတတိကို ဖန်တီးပေးပါတယ်။ရွှေရည်ရဲ့ဇလန်းကဒီမှာပြီးဆုံးပေမဲ့တကယ်ဇလန်းကအခုမှစတင်တာဖြစ်နိုင်ပါတယ်။တင်းတို့တဦးစီတိုင်းဟာရွှေရည်ဖြစ်လာနိုင်ပါတယ်။ တာမန်နေစဉ်ဘဝမှာတခြားသူကိုကာကွယ်ပေးပြီးတရားမျှတမှုကိုအကောင့်ထဲပေါ်နိုင်တဲ့တတိရှိသူတယောက်ပေါ့ရွှေရီပြသခဲ့တာက အထူးစွမ်းရည်မဟုတ်ပဲမှန်ကန်တဲ့စိတ်သက်ပဲဖြစ်ပါလိမ့်မယ်။